လူကြီးလူကြီးဆိုလည်းအဲ့လိုတင်မှာငါတို့က CEO ဆိုရဲစံနေတာအဲ့လေဒါပေမဲ့ခါလူငယ်နေတဲ့သူလူကြီးတယောက်ကိုပြောမယ်ဆိုလို့ရှိရင်ဟောဒီဦးလေးရကွာ CEO ဆိုရဲစံနေကွာဘာဖြစ်လို့နားမလဲဦးတည်ရမလားဆိုတော့အဲ့ဟာဘာဖြစ်လို့လဲလူငယ်ကလူကြီးကိုဗလိလူကြီးကလူငယ်ကိုပြန်ဗလိနေမယ်စားဗျာအချင်းချင်း respect တခုရှိဖို့လိုတယ်ဗျာကြောင့်ကျောင်းသားကျောင်းသားအချင်းချင်း respect ရှိတယ်လို့ကျောင်းသားကလည်းဆရာကို respect ရှိတယ်ဆရာကလည်းကျောင်းသားပုံမှာပြင်ပြီး respect ထားတဲ့ပုံစံမျိုးပြတတ်မလား တချို့လူကြီးတွေကကြာငါတို့ကလူကြီးမင်းတို့ကလူငယ်ဘာကိစ္စမင်းတို့ respect ပေးရမှာငါဆရာမင်းရတဲ့ပဲမင်းငါဘာကိစ္စ respect ပေးရမှာလဲဆိုတာကြီးအများကြီးရှိတယ်ဒါမဲ့လူတချို့အခြေအနေမှာသူတို့မသိတာကျွန်တော်တို့သိတယ်ဒါပို့လေလေပြောတာသူတို့တွေ social media နဲ့ပတ်သက်ပြီးတော့ internet နဲ့ပတ်သက်ပြီးတော့ဆိုတော့သူတို့ဒီຢာတွေကိုတုံးဆွဲကြရင်ကျွန်တော်တို့ကိုအားကိုးရတာပဲအချင်းချင်းကကိုင်းကျုံမီကြောင့်ကနေပြောကြတယ်တဲ့မလားကျွန်တော်တို့မသိနားမလည်တဲ့ရှေ့ရှေ့တုန်းကကိစ္စရက်တွေကိုလည်းသူတို့ကိုပြန်ပြန်ပြီးကျွန်တော်က depend လုပ်ရတာပဲဆိုတော့အချင်းချင်းကပြန်ပြီးတော့ depend ဖြစ်နေတာ ဲ့ဒါကဘာမှငါတို့ပဲကြီးစုံမဲ့မင်းတို့တွေကငငိမ့်နေဆိုတဲ့ပုံစံမျိုးနဲ့သွားပြောရင်တော့အဲ့ဒါကဒေါ်လာကြီးတစ်ခုဖြစ်သွားလိုက်ပြီဗျာဆိုတော့လူငယ်တွေအနေနဲ့ခင်ရှိပြရတာဘာလို့ကြိုက်တယ်လဲဆိုလို့ရှိရင်သူတို့ကဟိုလှောက်ပိတ်နေတဲ့အခန်းကြီးတစ်ခန်းထဲမှာနေနေရတဲ့လူငယ်တွေမဟုတ်ဘူးဗျာတဲ့မလားအခုဆိုလို့ရှိရင်လူမြန်မာနိုင်ငံမှာဆိုလို့ရှိရင် dancer group တွေပေါ်တယ်ဗျာအဆိုတော်လှုပ်ရှင်တဲ့ကလေးတွေပေါ်တယ်ဗျာတဲ့မလားတကယ်အမှုပညာရှင်တွေလည်းအများကြီးပေါ်တယ်ဗျာတဲ့မလား youth တဲ့ scientist တွေ youth တဲ့ great for ဘိုင်းပတ်သက်တဲ့လူငယ်တွေအများကြီးပေါ်လာတယ်ဒါကသူတို့မျက်စိတစ်စုံကြည့်လိုက်တဲ့အရာအားလုံးထဲမှာပါ အဲ့ဒီအရာတွေအများကြီးလဲသူတို့ရဲ့နှလုံးသားထဲကိုဝင်လာတဲ့အရာကဒီအရာဒါကြောင့်မလို့သူတို့ဒီလိုလောက်တာဗျအဲ့ဒါကိုကျွန်တော်တို့ပတ်သက်နေပြီးတော့လက်ခံနိုင်ဖို့အတွက်စ조사ဒီခေတ်ကလူငယ်တွေအတွက်ခစ်ဖြစ်သွားပြီပုံပုံလေးလင်းပြောရရင်ဒါကိုပြောလို့လူကြီးတွေတို့တော့နည်းနည်းတော့အားနာကြတယ်ဗျသူတို့ခစ်မဟုတ်ဘူးလို့ပြောကြတာပေါ့ဒါပေမဲ့လို့ရှိရှိတော့ဗရင်နေတော့မှဗျာတတ်မှတ်ချင်ရအောင်တော့ပလင်ပွားဆင်းပေးရတာပဲဟုတ်ကဲ့အော်မြန်မာနိုင်ငံအများစုကကျွန်တော်တို့နှုံကြုံကြည်ကျင်တာပေါ့လူကြီးတွေကတခုခုမသေးကြနဲ့ အဲ့ဒါမလုံးကျွန်တော်သူတို့မသိရင်မလုံးကျွန်တော့ဟိုပေါ့ဒါအားထိတ်ခဲလို့တာပေါ့နော်တခါတလေကြလို့ရှင်ရဲ့သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကတက်လန်းတွေကိုဖိတ်ထားတယ်လို့ဖြစ်သွားတာဟိုမိသွားတယ်သူတို့တွေကစိုးရိမ်ပူပန်မှုက၈ရောက်သွားတယ်ဗျာအဲ့ဒီအရာမှာဒီလူငယ်တယောက်ကတက်လန်းကအဲ့ဒီအရာကိုဖြတ်ကြောင်မှရမယ်ဆိုတာကိုသူတို့မိသွားတာဗျာတဲ့အဓိကသူတို့က safe ဖြစ်ဖို့အတွက်ကိုပဲဦးစားပေးပြီးတော့ကြည့်ကြတာပေါ့အဲအခုလက်ရှိကမြန်မာနိုင်ငံမှာဘာလို့ဖြစ်နေလဲဆိုတော့ဟိုလူငယ်နဲ့လူကြီးကတော်တော်လေးကို ကွဲပြားနေရလို့ပြောလို့ရတယ်ဗျာတဲ့မလား concept ကပြီးရင်တို့ရဲ့ mindset ကပြီးရင်တို့ရဲ့အတွေးခေါ်အယူအဆပေါ့နော်အကုန်လုံးနှိပါကကတော်တော်လေးကွဲထွက်နေတယ်လို့အယူအဆတယ်ပေါ့အဲ့ဒါကြောင့်မို့လို့လေဟိုလူငယ်နဲ့လူကြီးကြားတန်းမှာအခါလေးကြောက်လို့ရှင်ပြဿနာလေးတွေဖြစ်တယ်ဆိုတာကလည်းဒါတွေကြောင့်အများကြီးပါရတယ်ဆရာကြီးဦးအောင်တင်းလည်းပြောခဲ့ပူပါတယ်လူကြီးလူငယ်ကွာဟမှုမှာသူအင်္ဂလိပ်ရန်ပေါ့နော်ခေတ်ရဲ့အင်္ဂလိပ်ကိုလိုက်မိဖို့အတွက်မကြိုးစားဘူးဆိုလို့ရှင်လူကြီးနဲ့လူငယ်က ေချာပေါက်ကွာဟာနေမှာပဲအမြဲတမ်းဆရာဦးအောင်တင်းကလွန်ခဲ့တဲ့၄၅၀နှစ်ထဲကသူပြောသွားတာဒီနေ့ချိန်ဒီမှန်လူကြီးတွေကတော့လူငယ်တွေကိုဘယ်တော့မှနားလည်ပြီးကိုစူးစမ်းမှာမဟုတ်ဘူးလူငယ်တွေကပဲလူကြီးတွေကိုနားလည်ပြီးကိုစူးစမ်းအဲ့တော့အဓိကတော့ကျွန်တော်တို့ပုံပြီးသဘောထားကြည့်ဖို့လိုတာပေါ့